No. I must know you Good. 누구라고? 이니 저는 이니 이니 မင်္ဂလာပါကိုကြီးဒီနေ့တော့ပေါ့အောင်စူးစမ်းကြရအောင်နော်ကျွန်တော် line ပေါ်မှာပြတဲ့ဟာလေးတွေကိုဒီချာလေးကြည့်ပါအော်ဒီပါလို့မနေ့ကလည်းကျွန်တော်တို့ကလည်းတုံးလုံးကဟုတ်လားမနေ့က639နော်639ကို6ကိုကြိုက်ပါရဲ့3လို့နဲ့3နဲ့တွဲမိတာ62 64 65 ဆောင်ကူနော်ချုပ်ဒီပါပြီတော့မပေါ့ဘူးနော်ဘာလို့အားရပြလဲကဲမင်္ဂလာပါမော်နီဒီနေ့ဖိုက်တင်လာနော်ဒီနေ့ဖိုက်တင်လာဒီနေ့ကတော့မင်းပဲပြင်းလို့ရတာနော်အဲ့တော့ခဏကော့ကညောမဆွေတော့ သုံးကွက်သုံးကွက်ပဲထွက်တာနော်သုံးကွက်ပဲထွက်တာအဲ့တော့ဒီသုံးကွက်ကိုခင်ဗျားတို့စိတ်ရှည်လက်ရှည်လဲရဖို့အရေးကြီးတယ်ကိုချောက်လေးအဲ့တော့မနေ့ကတော့ငါကျွန်တော် live မှာပြောခဲ့ရတော့တပတ်စာလုံးမှာ9ရက်8ရက်9ရက်6ရက်ဒီကနေ့၄လုံးရှိတဲ့အနက်ကကျွန်တော်တို့၃လုံးမြို့မှာ ုံးလုံးထမှာတော့သုံးရလှစ်လေး6 7ကြည့်ပဲတဲ့အဲပြောပြမယ်နော်ကျွန်တော်ပြောပြမယ်နော်အဲ့တော့ခင်ဗျားတို့ကိုအုံးထောက်လို့လည်းပေါ်လို့ဆုံးဖြတ်လုံးပိုင်လည်းရှိတယ်နော်အဲ့တော့ဘာတွေလုပ်ရင်ကောင်းမလဲဆိုတာကိုယ့်ကိုယ်လည်းစဉ်းစားကြနော် အဲ့တော့ကျွန်တော်တို့မနေ့ကတော့ကျွန်တော်ပြောပါတယ်ခဏက27ကဘရူးမကျော်ထပ်ပြရမယ်ခဏနှလုံးနော်ပြီးတော့6 9အဲပါလေ9 6 6ဒီခဏနေကတစ်ပတ်လုံးမှာအပိတ်တဲ့ခြေထပ်ပြရမယ်တစ်ပတ်လုံးမှာဒီကောင်းနေရ TV မြည်ပြီးတော့ထွက်မှာအဲ့တဲကမြူကနန်တစ်လုံးထွက်မှာဟုတ်တယ်နော်အဲ့တော့အခုလောလောဆယ်မှာ 9ရက်10ရက်6ရက်9ရက်ခဏလေးလုံးရှိတဲ့နေ့ထက်ကမနေ့က6ထွက်ပြီနော်အ6ဘေးစားအ6ကမြူးလိမ့်မယ်နော်ခဏလို့ကျွန်တော်သိအောင်ပြောလိုက်အ6မြူးလိမ့်မယ်ဘေးစားဖို့နော်အဲ့တော့ channel ရဲ့ဒီကိုကျွန်တော်ဒါခင်ဗျားတို့ကိုစေတနာနဲ့အတိပေးတာနော် channel ရဲ့ဒီကို consciousness ကပြီးနေမယ် consciousness ကိုတပွဲပြီးနေမယ်နော် channel ရဲ့ဒီကိုပြတ် မမရနဲ့ကိုးတော့လို့ကိုထည့်တယ်မမမိတော့ကျွန်တော်လည်းမတက်နိုင်ဘူးဘာလို့တူရှော့မမဖိဖိတက်လို့စကားပြောလို့ဆိုတော့ကဲတော့ကျွန်တော်တို့မနေ့ကတော့ကအထိအညိနော်တွဲလုံးဖြစ်ယူထားတဲ့ကနန်းက6ရက်3ရက်9ရက်နော်6 3 9ကမနေ့က6 3လို့ထွက်တယ် ဒီနေ့ပွဲလေးကိုကျွန်တော်ပြောမယ်နော်တောင်းရှစ်ကဝန်ကြီးနဲ့ကျွန်တော်တို့ခွန်နှစ်သုံးထိရခွန်နှစ်သုံးပြီးတော့မယ်နော်ခမရတို့ကိုကျွန်တော်ကြိုပြောတာတောင်းရှစ်ကဝန်ကြီးခွန်နှစ်သုံးထိရနော်ဟုတ်ပြီနော်မမီလာအဲ့တော့ဒီနေ့ပွဲမှာတောင်းရှစ်ဝန်ကြီးဆိုရင်တောင်းနဲ့ရှစ်ဘယ်လိုရေးမလဲ

ကိုလိုထွက်ရင်ကိုရှိကိုခုကို6ဒါပဲထွက်မင်းရပါလားနော်အဲ့တော့တခုရှိတာကကျွန်တော်တို့မနေ့ကဘရိတ်ကိုကြက်နော်ဒီဘက်မှာလည်းကိုတလုံးကိုဘရိတ်က3ချိန်ထိခေါ်ထားတယ်3ချိန်ထိခေါ်ထားတယ်နော်မနေ့ကဘရိတ်ကိုတစ်ချိန်ကြက်အဲ့တော့ဒီနေ့ပွဲမှာဒီနေ့နဲ့မနေ့ပြန်ပေါ့ဗျာနော် ဒီရက်ဒီတဲ့မှာကျွန်တော်တို့ကကိုတလုံးကို view ဆက်နေတယ်အဲကိုကကြာလာပြီဆိုရင်ခွန်ရှစ်ချဒီနန်းနေပဲတွန်းတော့နော်အချောင်းကနန်းနေလိုက်ပြီးတော့မတွန်းနဲ့နော်အဲ့ဒါလေးကိုမှတ်ထားဖို့လို့နော်ကိုလိုကြာလာပြီဆိုရင်လည်းခွန်ရှစ်ချနဲ့ကပ်အဲ့တော့ခင်ဗျားတို့ကိုအပြီးပေါက်နိုင်တဲ့ကနန်းနေကျွန်တော်ပြုတ်ပြီနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြန်ပြောမယ်နော်မနေ့ကလည်းကျွန်တော်ရှင်းပြပါတယ် ကျွန်တော်တို့ကြံခဲ့တဲ့ကုန်ခဲ့တဲ့အပတ်နှစ်ပတ်ပေါ့နှစ်ပတ်မြောက်မှာကျွန်တော်တို့က1 2 3 9ကိုကျွန်တော်တို့ကအဖွဲ့ဝဲမှာလည်းထိရမယ်နော်အဖွဲ့ဝဲမှာလည်းအထိကစားရမယ်ပြီးတော့သူတို့ကဏ္ဍ၄လုံးကအပိတစ်ချိန်ထွက်ပြရမယ်မြို့ကဏ္ဍတစ်လုံးစစ်မယ်အဲ့တော့ကဏ္ဍ၄လုံးတည်းက၃လုံးထွက်မယ်တစ်လုံးပြောက်ကျွန်တော်ပြောတာဒီချက်ကနော်၃လုံးထွက်ရမယ်တစ်လုံးပြောက်ဆိုတော့ကျွန်တော်တို့ ကိုကကျွန်တော်တို့အဲ့မှာအချင်းချင်းကစားပြီးတော့နောက်ဆုံးအပိတ်ပွဲမှာ28ဆိုပြီးရိုက်တဲ့အတွက်တုံးတလုံးပြတ်ခဲ့နော်ဟုတ်ပြီနော်ဆိုတော့တုံးလုံးကစားပြီနော်ဒါဆိုရင်ဒုတိယပြီးသွားတဲ့အပတ်ပြီးခဲ့တဲ့အပတ်ကိုကျွန်တော်ပြောမယ်နော်ပြီးခဲ့တဲ့အပတ်က1289 1289ကိုကျွန်တော်တို့ကအပိတ်တစ်ချိန်ရှင်းပြီးတော့နော် ကိုကအချင်းချင်းထွက်မယ်နော်18လို့တစ်ချိန်အပြီးပေါက်ထွက်ပြီးတော့ကိုကအချင်းချင်းထွက်တယ်အဲ့တော့ကျွန်တော်တို့ကသူ့တစ်လုံးကအော်တိုပြောက်နော်သုံးလုံးဆင်းပါမယ်နော်ဟုတ်ပြီနော်ယူကနန်တစ်လုံးနဲ့အပြီးပေါက်တစ်ချိန်ဆိုတော့ကျွန်တော်တို့အပေါ်ဘယ်လေးကအပတ်ကိုတစ်ချက်လည်းကြည့်အောင်အပေါ်ဘယ်က1 2 3 9ကိုကျွန်တော်တို့က1 2လို့ကိုကမြူကနန်ဖြစ်တဲ့အတွက်ကိုကအချင်းချင်းထွက်ပြီမဲ့1 2 3 4နဲ့ပတ်ကပ်ပဲလေ ကျန်နေတဲ့1 2 3က27ဆိုရခဏတပေါက်အပြီးပေါက်ခဲ့ပြီเนาะဟုတ်ပြီเนาะဒါဆိုရင်ပြီးခဲ့တဲ့အပတ်မှာလည်းကျွန်တော်တို့က1 2 8 9 1 2 8 9ဖြစ်တဲ့အတွက်ကျွန်တော်တို့ကကိုကအလီလီထွက်လာကိုကအလီလီထွက်ပြီးတော့ကျွန်တော်တို့က1 2 8ကိုအပြီးတစ်ချေ1 8ဆိုရခဏထွက်ပြီးတော့ခဏတုံးလုံးကျန်တော့1 8လို့အပြီးပေါက်ခဲ့ပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီပတ်အတွက် နော်ဒီဘက်တော့ကို6ခွန်6ဂရန်၄လုံးရှိလေးလုံးကိုမနေ့က6ထွက်ပြီ6ထွက်ပြီဖြစ်တဲ့ဆို6ကမြူးဖို့မြူးကနဖြစ်ဖို့ညာကန်လုံးပြကြတယ်နော်ဒီပထမနော်အဲ့တော့ကျွန်တော်တို့ကကြံနေတဲ့ဂရန်၃လုံးခွန်6ပို့ပဲနော်ခွန်6ကအပီးတစ်ချိန်လာပဲကျွန်တော်ပြောတော့နားလည်လားခွန်6ကအပီးတစ်ချိန်လာမယ်ဒီပထမနော် အဲ့တော့ကျွန်တော်တို့ခွန်ရှိကိုအပိစကြေလာရေကျွန်တော်တို့ကအဲ့ထဲကခွန်လို့ပြောင်းမလားရှစ်လို့ပြောင်းမလားကိုလို့ပြောင်းမလားတလုံးတော့ပြောင်းဒီပတ်ထဲမှာတလုံးတော့ပြောင်းပါတော့လေးလုံးလုံးမထပ်ဘူးဟုတ်ပြီနော်သုံးလုံးပဲသူထပ်မှာသုံးလုံးသူထပ်မှာကကျွန်တော်တို့အဲ့သုံးလုံးမှာကျွန်တော်တို့အပွဲပြီးမယ်နော်တပွဲပြီးမယ်ဆိုတော့ကျွန်တော်တို့6ကတော့ထွက်သွားပြီဖြစ်တဲ့အတွက်6ကိုကျွန်တော်တို့ခေါင်းနဲ့ခဏပေးဖက်တာ အဲ့တော့ခွန်၈၉ကပြီးပြီမဲ့တပွဲနော်အဲ့တော့ခွန်နဲ့ရှင်းနဲ့တွဲလာတွဲပြီးတော့ထွက်လာဒါမှမဟုတ်၉နဲ့ရှင်းနဲ့တွဲထွက်မလားနော်၉ခုံလို့တွဲထွက်လာနော်အဲ့လိုတစ်ချင်ရှိမယ်နော်အဲ့ဒါမျိုးခင်ဗျားတို့နေတိုင်းနေတိုင်းကထက်ထုပ်ကိုမမေ့ပါနဲ့နော်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီနေ့ဒီတိုင်းမှာအလုပ်လုပ်တဲ့ဝန်ကြီးလေးကိုကျွန်တော်တစ်ချက်ပြန်ပြောမယ်အဲ့တော့ကျွန်တော်မနေ့က ရေးလိုက်တဲ့ဟာလေးကိုကျွန်တော်တို့ဟိုဘက်ကဝိုင်းရင်းတစ်ခုအလုတ်မလုတ်တဲ့အတွက်ဒီနေ့ပွဲလေးမှာအပီးလေးပုံနေတယ်အလုတ်လုံးမဲ့ကဏန်းလေးကိုကျွန်တော်ပြောမယ်နော်အဲ့တော့ပွင့်နေပြောရင်နော်ဒီနေ့ပွဲက238ပုံနော်2ရဲ့3ရဲ့8ရဲ့ဒီကဏန်း3လုံးကဒီနေ့အလုတ်လုံးမှာနော်ခမလို့ကိုကျွန်တော်ချုပ်ပြောရ238ဘာကြောင့်လဲဆိုတော့23ကဝိုင်းရင်းဖြစ်မယ်38ကဝိုင်းရင်းဖြစ်မယ် ဟုတ်ပြီနော်နှစ်သုံးနဲ့သုံးရှင်းနဲ့ကနေကုန်လုံးအတွက်ဝန်ချင်းနော်နေကုန်လုံးအတွက်ဝန်ချင်းဖြစ်တဲ့တွဲကျွတ်တို့ကတွဲလုံးကအရေးကြီးတယ်တွဲလုံးကဘာလို့ဖြစ်လာမလဲခင်ဗျားတို့တွဲလုံးကိုဝီရှာပြန်လို့နှစ်နဲ့သုံးနဲ့ကိုကင်နေထားလိုက်အောင်ကျွန်တော်ပြောချင်တာကခုနကကျွန်တော်ပြောတယ်နေတိုင်းမှာမလွတ်တဲ့ခဏကနော်6.89ပဲ6.89လို့ပဲပြီးအောင်ပါပဲနော်6.89က အချိန်တိုင်းမှာထွက်မှာအဲ့တော့ကျွန်တော်ပြောချင်တာခဏလေးနော်ကျွန်တော်ကနေဒါလေးတစ်ချက်ကြည့်လိုက်ကရင်နာကရင်နာကရင်နာဆိုလို့ကျွန်တော်ပြနော်ကျွန်တော်ဒီပွဲမှာဒီပွဲပေါ့ဗျာနော်ချက်လိုက် ူပေါ့နော်ကျွန်တော်ပြတာကြံခဲ့တဲ့အပတ်နှစ်ပတ်ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်ဒီတစ်ပတ်ဒီနှစ်ပတ်ပေါ့ရနော်ဒီနှစ်ပတ်မှာကျွန်တော်တို့ကသားဘေးပကသားငါးရင်းကြီးကဆိုဒီကောင်မဟုတ်သေးဘူးနော်ဒီကောင်ထားလိုက်ဘေးပြန်မှုကြီးငါးရက်ကနေပြီးတော့ခင်းလေးကြီးရှိကော ဒီပွဲမှာထွက်တယ်ကနော်။အော်ဒီကိုကိုကလည်းစဟုတ်တယ်နော်။ဒီဘက်ကနေစရမှာပေါ့ဗျာနော်။ဂျန်ခဲ့တဲ့အပတ်နဲ့ဒီပတ်နဲ့ဆိုနှစ်ပတ်ပဲ။အဲ့တော့ဒီပတ်မှာကျွန်တော်တို့က13ခု13နှစ်39နော်13နှစ်39အပီးခဏလေးလုံးကိုကျွန်တော်တို့ကိုကိုနဲ့စကိုပြီးတော့ဒီကိုကြီးဆက်ထွက်မှာကိုငါနော်ဒီမှာကို6နော်ဒီအောင်မှာ27လို့ထွက်မှာနော်ဒီအောင်မှာ27လို့ထွက်မယ်ဟုတ်ပြီအဲ့တော့အခုအခုပွဲမှာကျတော့ကျွန်တော်တို့က ပြီးတော့တဲ့ပွဲမှာကျွန်တော်ကျွန်တော်တို့ကိုဘာနဲ့ဘာနဲ့ထွက်တာလဲစပြီးတော့စပြီးတော့ထွက်တာကပြီးတော့တဲ့ပွဲမှာအာကျွန်တော်တို့36 36လို့ထွက်မယ်နော်ဒီပွဲဥမှာ36လို့ထွက်ပြီးတော့ဒီမှာ99လို့ဒီဘက်မှာထွက်မယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တစ်ရှစ်ထွက်မယ်တစ်ခုထွက်မယ်49 49ကိုလေးထွက်မယ်49ထွက်မယ်9ထွက်မယ်နော်ဟုတ်တယ်နော်အခုပြီးတော့တဲ့ပွဲဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကထွက်ပြရမယ့်ကဏ္ဍက1 2 3 1289 1289ဖြစ်နေလို့ဒီ6နဲ့ဆက်ခွဲ No အုံး6တို့ထွက်ပြီးတော့6 6လို့ဆက်ပြီးတော့6ကဆက်ထိပြီးထိပြီးတော့ ਨੇ ကျွန်တော်တို့ကအဲ့မှာသူက123 128ကို ကျွန်တော်တို့ကတစ်ရှစ်လို့ထွက်မယ်တစ်ပူးလို့ထွက်မယ်ပြီးတာ ਨੇ 6 4 6 4 6 9ခွန်လေးလို့ထွက်တာเนาะဟုတ်တယ်เนาะအဲအဲ့လိုပဲဒီပတ်မှာ ਨੇ ကျွန်တော်တို့ကအဲ့လိုကစားရမှာဗျာเนาะဟုတ်ပြီเนาะ ကဲအဲ့တော့ထားလိုက်တော့ကျွန်တော်ပြမယ်နော်ဒီချလေးနားထောင်ခမလို့ကြည့်တတ်လို့မြင်တတ်လို့ရှိရင်ခဏကွက်ကတော့ကွက်တက်ထိုးရမှာနော်အနေနဲ့တော့ကျွန်တော်လည်းမပြောတတ်ဘူးအဲ့တော့ကျွန်တော်ကတော့ line ပေါ်မှာခမလို့ကိုဒါဒါထိုးပါလို့ကျွန်တော်မပြောတော့ဘူးနော်ဟုတ်ပြီနော်အဲ့တော့အနေနဲ့ခဏလေးခဏအများကြီးထိုးရလိမ့်မယ်ဟုတ်ပြီလားကြွကြွကြည့် ဒါကမနေ့ကတော့ဒီမှာ45ဖောင်းတော့ယူပါတော့အဲ့တော့ဒီ6ငါးလဲကျွန်တော်ပြီးတဲ့ဝန်ကြီးနေကုန်စားမှာလည်းထည့်မယ်ဒီ3ကိုလည်းထည့်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကခဏထားပြနော်ဒီကောင်ကကြံခဲ့တဲ့အပတ်တက်ကကြံခဲ့တဲ့ကြံခဲ့တဲ့ဘက်က6ဒီ6လေးတက်တလေးတင်ကကိုလေးကို6နော်အဲ့တော့ဒီလေးတင်ကမှာ18 18ထွက်မယ်ဒီမှာကိုလေးလို့ထွက်မယ် နော်ကိုလေးကိုလေးလို့ထွက်မယ်ဒီမှာလေးကိုလို့ထွက်မယ်နော်ဟုတ်ပြီနော်လေးကိုလို့ထွက်မယ်ဒီမှာမနစ်က63လို့ထွက်ဟုတ်ပြီနော်အဲ့တော့ဒီနေ့ကိုလေးအတွက်138ဒါမှနော်138နော်138 138နော်ဟုတ်ပြီနော်1338အဲ့တော့ကျွန်တော်တို့က2338က တေချာပေါက်ထိမဲ့ဝင်ချင်းဖြစ်တယ်နော်အဲ့တော့နှစ်သုံးရှစ်ပေါ့ဗျာခဏန်းသုံးလို့ယူရအဲ့တော့ကျွန်တော်တို့ဒီမှာမနေ့ကကျွန်တော်အတွဲဆိုင်နဲ့တွဲလုံးနေတယ်မှာဒါတစ်ပတ်လုံးမှာပြီးခဲ့တဲ့ပတ်ကလည်းထိတယ်မနေ့ကဟာဒီမှာနော်အောက်၆ခုဒီနေ့တွေ့တယ်မှာနော်ဒီနေ့တွေ့နော်ခမရကိုကျွန်တော်ပြောရင်နော်ဝင်ချင်းက၃ရှစ်ကျွန်တော်နော်ဟုတ်ပြီနော် အဲ့တော့နားလည်းတဲ့သူပေါက်ပေါ့ဗျာနားမလည်းတဲ့သူတော့မပေါက်မပေါက်တော့မတက်နိုင်ဘူးเนาะအဲ့တော့ကျွန်တော်ရေးထားတဲ့ကဏ္ဍလေးကိုပြောမှာရှင်းရမှာမလားဆောင်းကတော့ပို့နော်ကျွန်တော်ရှင်းမပြတော့ဘူးเนาะ653ခု1 683ခုเนาะဟုတ်ပြီเนาะ ကဲတော့ကျွန်တော်ဝမ်းကြီးကိုကျွန်တော်ဘာယူလိုက်လဲဒီကနေ့နေကြည့်မယ်အချင်းပါကဒီကောင်ကိုဒဲလဲထိုးရမယ်နော်ဒီကောင်တိအောင်ထိုးရအောင်အဲ့တော့12နာရီ2မိနစ်တော့နော်ခုံကိုယွင်းဒီကနန်းကိုထိုးရနှစ်3 8ဒီမှာကိုထည့်ထားပြီနော် ကိုထထတာမှတ်မိတာခုနကကျွန်တော်ပြောထားတယ်ခင်ဗျာဘာလဲခေါ်ရှိကိုနော်6ကထွက်တော်ပြီဖြစ်တဲ့အတွက်ဒီ3လုံးကပြီးဖို့ရှိတယ်နော်ဒါကြောင့်ကျွန်တော်ခုံကိုလို့ထထတယ်ရှင်းပြီနော်အဲ့တော့ကျွန်တော်တို့နှစ်လို့ထွင်ရင်25 20ရှစ် 38 35เนาะအဲ့တော့ခုံကိုကြိုက်ပါသေးတယ်ဆိုရင်ဒီကဏ္ဍနေထိုးလို့ရတယ်ဒီမှာ89ဆိုတဲ့ကဏ္ဍနဲ့ထည့်ပေးထားတယ်เนาะခုံကိုကြိုက်တယ်ဆိုရင်ဒီကောင်းလေးလည်းတွဲကျွန်တော်ကတော့ဒီကောင်းလေးကြိုက်တယ်ဒီနေ့ရှိတယ်เนาะခမရတော့ကိုကျွန်တော်ကြိုးပြောတာဒီနေ့ရှိတယ်ဒီကောင်းအဲ့တော့အပူထွက်ပြီဆိုတာနဲ့ဒီကနန်း၃လုံးကပူမှာဒီဟာဒီပဲပူမှာ 382ခွန်ပူးပြီဆိုရင်ဒီကနန်းတွေပူးမှာနော်ခမတော့ကိုကျွန်တော်ကြိုးပဲ3ပူး2ပူးခွန်ပူး10ပူးပဲဟုတ်ပြီနော်ကဲအဲ့တော့မိမိနဲ့တက်တဲ့ကနန်းကိုယူနေတယ်နော်အဲ့ပွင့်နေပြောရင်တော့ဒီနေ့ပွင့်မှာခေါ်ထားတဲ့လုံးဝကခုံဖြစ်တယ်ဗျနော် တော့ပြောင်းပြောင်းလာညရရှာတော့ဟုတ်ပြီနော်ကိုယ်နေပြောရင်တော့ဒီနေ့ဆက်ဖို့ရှိနေတဲ့လုံးပိုင်းကကိုရင်းဖြစ်တယ်လို့နော်ဒီကိုတော့ဒီရဲစောอ่ะဟုတ်ပြီနော်အဲခင်ဗျားတို့ကိုကျွန်တော်ပြောတာကနေတိုင်းနေတိုင်းမှာ လိန်မကောင်းဘူးတဲ့ဟုတ်တိုင်းပေါ်မှာကျွန်တော်လိန်လာပြီးတွေ့ဘူးလားဟင်အခုဒီလိုမြန်လို့နော်အဲ့လိုမျိုး comment တွေဆိုကျွန်တော်မဖတ်ပါဘူးနော်အဲ့တော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့ထိုးချင်မှာထိုးမထိုးချင်မထိုးနဲ့နော်ကျွန်တော်ရှိမှာရှိနေတဲ့အတိုက်အတာတွေကိုခင်ဗျားတို့ကျွန်တော်ချက်ပြတယ်နော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဟာတွေက ကျွေးစားရတာမရှိပါဘူးမနေ့ကလည်းကျွန်တော်6လဝန်းကျင်ကျွန်တော်ပြီးခဲ့ပါတယ်နော်6လကိုဝန်းကျင်ပြီးခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့လုံးဝမပေါ့ဘူးဒီကောင်လေးနှစ်ခုပဲခင်ဗျားတို့ဥတည်ပြီးတော့ကြည့်တော့ပါဒီဒီကနေပဲကျွန်တော်စပြီးတော့ရေးထားတာနော်ဒီမှာတစ်ရှင်းနဲ့တစ်ပူးနဲ့ထွန်းမယ်ဒီမှာကျွန်တော်ကိုးလေးလို့ထွန်းမယ်ဒီမှာလည်းကိုးလေးလို့ထွန်းမယ်ဒီမှာမနေ့က63လို့ထွန်းမယ်ဒီနေ့ပွဲရတာနော်ဒီကောင်လုံးထည့်ရမယ် ဒီမှာကခွန်ရှိပဲနော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီသုံးလုံးနဲ့ဒီခွန်နဲ့နော်ဟုတ်ပြီနော်အဲ့တော့ဒီသုံးလုံးကိုလည်းအပြိပေါက်ထုတ်လို့ရတယ်နော်ဒီမှာလည်းပြီးတယ်နော်ပြီးတယ်နော်ဒီမှာလည်းတစ်ပူးလို့ပြီးမယ်တွဲရင်ပြီးတယ်တစ်ပူးကို6အေးမှာကို4ကို4နှစ်ခါထုတ်မယ်ဒီမှာလည်း6ကိုလို့ထုတ်မယ်ဒီမှာ6သုံးလို့ထုတ်မယ်ဒီမှာလည်းတွဲရင်ပြီးနိုင်တယ်နော်ဟုတ်ပြီနော်အဲ့တော့ဒါတဲ့ရှင်းရမှာနော် မရှိတော့ဘူးเนาะသူများတို့အန်တီနေနဲ့ကျုပ်ကခံပြီးတော့ခဏနေပါလိညာလိလို့မပြောဘူးအဲ့တော့ခင်ဗျားတို့နားလည်နိုင်အောင်ကျုပ်ကပြောပြအဲ့တော့လုံးမကောင်းကြီးရတာပါတဲ့အင်းအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ခင်ဗျားတို့အားလုံးပဲနှစ်တည့်ခဏနေပုံလိုက်เนาะဟုတ်ပြီလား မြတ်တာတွေကိုသုံးပါအဲ့တော့ခင်ဗျားတို့ကိုကျွန်တော်ပေါက်နိုင်တဲ့နည်းလမ်းတွေကျွန်တော်ရှင်းပြပေးပြီဟုတ်ပြီနော်ပေါက်နိုင်တဲ့နည်းလမ်းတွေကျွန်တော်ရှင်းပြပေးပြီအဲ့ဒါကိုခင်ဗျားတို့ရအောင်ပေါက်အောင်မထွက်တတ်ဘူးဆိုတော့ကျွန်တော်လည်းမတတ်နိုင်ဘူးညာနော်ကျွန်တော်လည်းမတတ်နိုင်ဘူးအဲ့တော့ခင်ဗျားတို့အခုကျွန်တော်တို့ကြံနေတဲ့လေးရပေါ့ဗျာနော်အဲ့လေးရထဲမှာကျွန်တော်တို့ခွန်ရှိကိုးကတပွဲပြီးမှလို့ခင်ဗျားတို့ကိုကျွန်တော်ပြောပြပြီနော်ဘယ်ရထွက်မှာဆိုတာတော့ကျွန်တော်မပြောလို့နော်ဟုတ်နော် ခွန်ရှိကူကတော့ဒီလိုပဲရှိကူလို့ဖြစ်မလားခွန်ကူလို့ဖြစ်မလားနော်ခွန်ရှိလို့ဖြစ်မလားနော်အဲ့ဒါလေးကိုလည်းအားလုံးထည့်ထားဖို့လို့နော်ကဲအဲ့တော့ခဏကဒီနေ့အများကြီးမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့လုံးမိုက်အနေနဲ့ဆိုရင်ကျွန်တော်တို့ကခွန်ကိုတောင်းရလိမ့်မယ်လုံးမိုက်ဆိုရင်ခွန်နော်အဲ့တော့ခင်ဗျားတို့စိုက်တဲ့ခဏနဲ့ကပ်ပြီးတော့ထိုးပါအဲ့တော့နေကုန်လုံးမှာ38နှစ်ပေါ့ဗျာ38နှစ်ကအပိလေသတိထားပါပြီးလို့ရှိရင် ကီးဖြစ်လဲသုံးနိုင်ပါတယ်ဗျเนาะအပီးရောကီးရောနေကုန်အတွက်တော့တစ်ချိန်တည်းမဟုတ်နေကုန်အတွက်ဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့ဒီပွဲလေးကနေကျွန်တော်စပြီးတော့ပြမယ်เนาะခုနကတော့ကျွန်တော်ပြောက်ပါလေဒီမှာမနေ့ပိုင်းမှာတစ်ရှစ်လို့ထွက်ပြီးတော့ညနေပိုင်းတစ်ပူလို့ထွက်မယ်မနေ့ပိုင်းမှာကိုးလေးလို့ထွက်ပြီးတော့ညနေပိုင်းမှာကိုးလေးလို့ထွက်မယ်မနေ့ပိုင်းမှာလည်းကျွန်တော်တို့ကလေးကိုးလို့ထွက်ပြီးတော့ညနေညနေပိုင်းမှာလည်း ခွန်လေးလို့ထိမယ်နော်ဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့မနေ့ပိုင်းမှာကျွန်တော်တို့ဒီမှာ23လို့ထိပြီးတော့ညနေပိုင်းမှာ63လို့ထိရှင်းတယ်နော်အဲ့တော့မနေ့ပိုင်းမှာဒီကောင်လေးထိမယ်နော်နေ့3ကိုယူမှာလားအောင်8ကိုယူမှာလားစိုက်တော်ကိုယူဟုတ်ပြီနော်စိုက်တော်ကိုယူကထားဆိုရင်ခင်ဗျားတို့ရှင်းတော့ပါပြီနော်ဒါကမှခင်ဗျားတို့နားဝင်နေရင်တော့ခံကြပါရဲ့နော် ခံရပေါ့ဟုတ်ပြီလားကဲအားလုံးကိုချစ်တယ်အဲ့တော့ကျွန်တော်တို့ခဏအများကြီးထိုးကြအောင်လို့နော်ခဏကွယ်အများကြီးထိုးကြအောင်လို့ပေါအောင်ထိုးပါနော်အဲ့တော့ဒီစီယာပရီဝါဒါတွေဘာဒီမှလည်းမသိဘူးနားမလည်ဘူးဆိုရင်တော့ခံရနော်ကျွန်တော်လည်းဒီချက်တော့ခင်ဗျားတို့ကိုရှင်းမပြတတ်တော့ဟုတ်ပြီလားကဲအားလုံးပါပါကိုဆင်းနေပြကျမ်းမချမ်းသာကြပါစေအဲ့တော့ကျွန်တော်တို့ကျွန်တော်မနေ့ကတော့ဖွင့်လေးပြောရရင်တော့ ကျွန်တော်အနီးကပ်ပြီးတယ်ကနန်းနှစ်ကွက်ကဘာလို့ဆိုတော့6လေးနဲ့60 6လေး60ကိုကျွန်တော်အနီးကပ်ပြီးတယ်ဖြစ်ပါတယ်နော်6လေး60ကိုကျွန်တော်အနီးကပ်ပြီးတယ်အဲ့တော့60နှစ်ဆိုတဲ့ကနန်းကရန်ကွက်ပေါ့ဗျာနော်အ6 60 60ကနေ6နှစ်6နှစ်ကနေတော့63ကနေမကြောင်းတော့ဘူးနော်အဲ့လိုဖြစ်သွားတာကဲအားလုံးချစ်ပါလေအားလုံးပဲကံကောင်းကြပါစေဆုတောင်းပါတယ်ဘာပဲ